ပေါင်ကူ data pack တွေရနေပါပြီ။ပိုကောင်းပိုတန်ပြီးရွေးချယ်စရာအများကြီးနဲ့ပေါင်ကူ data တွေကိုအနည်းဆုံး999ကျပ်ကစပြီးဝယ်နိုင်နေနော်။ကန့်သတ်ချက်မရှိသုံးနိုင်တဲ့အပြင်နောက်လာအထိတည်သွားလို့ရလို့မသုံးပြတဲ့ data တွေမဆုံးရှုံးတော့ဘူးပေါ့။အခုပဲ star140 hash ကိုခေါ်ဆိုပါ။ဖုန်းဝင်ဖြစ်လိုက်တာနဲ့ Facebook, Viber, Bitto, Urido အချင်းချင်းဖုန်းခေါ်ဆိုခြင်းတို့လည်းအခမဲ့သုံးလို့ရတယ်ဆိုတာမမေ့နဲ့နော်။ star5050 hash ကိုခေါ်ဆိုပြီးစီးရင်သွင်းလိုက်ပါ။ မျိုးစုံနဲ့ဘာသာပေါင်းစုံနဲ့ရှိနေတဲ့နိုင်ငံတနိုင်ငံဖြစ်တဲ့လူအတိုင်းအဝိုင်းလေးတစ်ခုဖြစ်ပါတယ်။ရိုးသားတဲ့အပြုံများနဲ့အရှောင်းဆုံးလှပတဲ့လူမျိုးစုတွေရဲ့ဂျုံကြည်မှုပေါင်းစုံမှလူမှုပေါင်းစည်းခြင်းတို့ဆိုတဲ့ဟောပြောပွဲကို88မျိုးစပ်ငင်းငိုင်းနဲ့ပွင့်လင်းလူအဖွဲ့စည်းကဦးမင်းကိုနိုင်ကဟောပြောခဲ့သလိုတေဂီတာအဖွဲ့ခုနှစ်ဖွဲ့ဖြောပြတင်ဆက်မှုတွေလည်းပါဝင်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့လူမျိုးရေးမတူကွဲပြားမှုတွေရှိပြီးပေါင်းစည်းခြင်းဟာအင်အားကိုဖြစ်စေတာမို့မတူကွဲပြားပေမဲ့အတူတူပေါင်းစည်းနိုင်မှုအတိတ်တရားတွေပေးနေတာမို့အခုလိုကျင်းပရတာလို့ဆိုလာသူက Gain Foundation ကဂျာနယ်လက်ထော်ပါ ထူးခြားတာကတော့လူကြီးလူငယ်ပါပါဝင်တယ်ပြီးလို့ရှင်လူငယ်တဲမှာလည်းဟိုဘာသာပေါင်းစုံပါတာပေါ့ကျွန်တော်ကြည့်တဲ့အခါမှာခရစ်ယာန်လူငယ်တွေပါတယ်ဟင်ဒူကပါတယ်ပြီးလို့ရှင်မွတ်စလင်လူငယ်လေးတွေပါတယ်ဗုဒ္ဓဘာသာလူငယ်လေးတွေပါတယ်ပေါ့နော်လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကိုကြည့်လိုက်ကြဆိုရှင်အဲ့ဒီမတူကွဲပြားမှုဟာပေါင်းစည်းခြင်းအတွက်ကိုအင်အားတစ်ခုမဖြစ်နေဘဲနဲ့မတူကွဲပြားမှုကြောင့်ဟိုအစိတ်စိတ်အမှားမှာကွဲပြားမှုတွေကပို့ပြီးတော့ဖြစ်ပေါ်စေတဲ့အကြောင်း ဒီမတူ क्वे ပြပြင်နဲ့လည်းအတူပေါင်းစည်းရမယ်ဆိုတော့ဟောပေါ့အတိအတိတရားလေးပေါ့လေဒါလေးကိုကြီးကြီးပြပြသိနိုင်ဖို့တော့ရည်ရွယ်လို့တော့လုပ်ချင်းဖြစ်ပါတယ်ဒီဘွဲရဲ့ထူးခြားမှုကတော့မြန်မာနိုင်ငံမှာလိုအပ်နေတဲ့ငင်းငယ်စကားသံတွေကိုလူငယ်တွေကလွတ်လပ်စွာပြောဆိုခဲ့ကြတဲ့အတွက်ငင်းငယ်ဖြစ်စေအတွက်အပံပိုးလေးတစ်ခုအနေနဲ့ရရှိခဲ့သလိုလာရောက်သူတွေအနေနဲ့လည်းငင်းငယ်အသိပညာတွေကိုရရှိလာမှာဖြစ်ပါတယ်ပြည်သူတွေရဲ့အတန်ကိုစစ်မှတ်တဲ့ငင်းငယ်အတွက်ပါဝင်ကြဖို့တောင်းဆိုသူကကိုကိုဝင်ပါ ်သူကြောင့်မို့အနေနဲ့ကတော့ကျွန်တော်တို့လူငယ်တွေရဲ့လွတ်လပ်စွာအာပြောဆိုလာမဲ့ တိဆူလာမဲ့စကားတန်တွေပေါ့အဲ့ဒါတွေကတော့ကျွန်တော်တို့အာပို့ပြီးတော့များပါလိမ့်မယ်သူတို့ပြောကြလာမယ်ညဉ့်ညက်ရေးစကားတန်တွေပါလာပါဖြစ်ပါတယ်ဒါပေမဲ့ဒီအာဒီအရဲ့ထူးခြားချက်ကတော့ကျွန်တော်တို့အခုလက်ရှိမြန်မာနိုင်ငံရဲ့ညဉ့်ညက်ရေးဖြစ်စဉ်နဲ့မြန်မာနိုင်ငံမှာရှိနေတဲ့တာဟဆတာဖြစ်မှုတွေအားလုံးကိုအပံဘိုးလေးတစ်ခုပေါ့အဲ့ဒါလေးတစ်ခုကိုကျွန်တော်တို့ရရှိနိုင်မယ်နောက်တစ်ခုကဒီမှာလာကြတဲ့ပြည်သူဒီညီကောင်မတွေအားလုံးမှာလည်းဒီညဉ့်ညက်နဲ့ပတ်သက်တဲ့အသိပညာသတင်းစကားလေးတွေကိုကျွန်တော်တို့ရရှိသွားမယ်လို့လည်းကျွန်တော်တို့မျှော်လင့်ထားရပါတော့เนาะဟုတ်ကဲ့ ငိမ်းဖောင်ဒေးရှင်းကစီမံကိန်းတစ်ခုဖြစ်တဲ့ယုံကြည်မှုပေါင်းစုံမှလူမှုပေါင်းစည်းခြင်းတို့ပွဲကိုဘာသာပေါင်းစုံလူမျိုးပေါင်းစုံကလူငယ်တွေတက်ရောက်ခဲ့သလိုရှေးဝါရောက်တန်ကားတော်တွေလက်တက်ရောက်ခဲ့ပါတယ်